မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်ဖို့ဖမ်းဆီးထားတဲ့သူတွေကိုပြန်လွတ်ပေးဖို့အပြင်လူသားချင်းစာနာမှုအကူအညီတွေခွင့်ပြုဖို့နဲ့တွေ့ဆုံဆွေးနွေးရေးကတစ်ဆင့်ဒီမိုကရေစီလမ်းကြောင်းကိုပြန်သွားဖို့အမေရိကန်ဂျပန်အော်စတြေးလျနဲ့အိန္ဒိယနိုင်ငံတို့ပါဝင်တဲ့ Quad အဖွဲ့ဝင်၄နိုင်ငံကတောင်းဆိုလိုက်ပါတယ် မကွေးတိုင်းတည်းကဖုံးကြီးဝင့်နေတဲ့သူတချို့ကိုစစ်မှုထမ်းဖို့တင်းရှောင်နေတဲ့ဆိုပြီးအကြက်ဖက်စစ်ကောင်စီတပ်ကတင်ငန်းချုပ်ခိုင်းပြီးတော့ကိုပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံမှာအကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်ဖို့ဖမ်းဆီးထားတဲ့သူတွေကိုပြန်လွတ်ပေးဖို့အပြင်လူသားချင်းစာနာမှုအကူအညီတွေခွင့်ပြုဖို့နဲ့တွေ့ဆုံဆွေးနွေးရေးကတဆင့် ဒီမိုကရေစီလမ်းကြောင်းကိုပြန်သွားဖို့အမေရိကန်၊ဂျပန်၊ဩစတြေးလျနဲ့အိန္ဒိယနိုင်ငံတို့ပါဝင်တဲ့ Quad အဖွဲ့ဝင်၄နိုင်ငံကတောင်းဆိုလိုက်ပါတယ်။စက်တင်ဘာလ27ရက်နေ့ကပဲအမေရိကန်ပြည်ထောင်စုမှပြုလုပ်ခဲ့တဲ့ Quad နိုင်ငံများအစည်းအဝေးကိုအမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ဂျပန်၊အိန္ဒိယ၊ဩစတြေးလျထိပ်တန်းဝင်ကြီးချုပ်တွေတက်ရောက်ခဲ့ပြီးတဲ့နောက်ကြေညာတဲ့ထုတ်ပြန်ချက်ထဲမှာမြန်မာရေးနဲ့ပတ်သက်ပြီးတောင်းဆိုလိုက်ကြတာပါ။လက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံရေးလုံခြုံရေးနဲ့လူသားချင်းစာနာထောက်ထားမှုအခြေအနေတွေ ပုံမဆိုးရွားလာတဲ့အပေါ်အလုံးစိုးရင်စရာဖြစ်နေတဲ့အတွက်အကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်ဖို့ဖမ်းဆီးထားတဲ့သူတွေကိုပြန်လွတ်ပေးဖို့အပြင်လူသားချင်းစာနာမှုအကူအညီတွေခွင့်ပြုဖို့နဲ့နိုင်ငံရေးမှာပါဝင်ပတ်သက်သူအလုံးတွဲဆုံဆွေးနွေးရေးကတစ်စက်ဒီမိုကရေစီလမ်းကြောင်းကိုပြန်သွားဖို့အမေရိကန်ဂျပန်ဩစတြေးလျနဲ့အိန္ဒိယနိုင်ငံတို့ပါဝင်တဲ့ကွက်အဖွဲ့ဝင်၄နိုင်ငံကတောင်းဆိုတတ်ကြတာပါဒါအပြင်အမေရိကန်ပါဝင်တဲ့ကွက်အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့မြန်မာပြည်သူတွေဘက်ကပြက်ပြက်တတ်တတ်ရက်တည်ပြီး အပြုသဘောဆောင်တဲ့နီလန်းတွေနဲ့ဆက်လက်လက်တွဲဆောင်ရွက်သွားဖို့ကတိပြုတဲ့အပြင်မြန်မာနိုင်ငံကိုဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ပို့ဆောင်နိုင်ဖို့အမေရိကန်အပါအဝင်ကနိုင်ငံတွေကကတိပြုခဲ့ကြတယ်လို့လည်းသိရပါတယ်ခင်ဗျတဖက်မှာတော့အချမ်းဖတ်စစ်ကောင်စီကမကွေးတိုင်းမှာရှိတဲ့ဘုံကြီးဝင်းနေသူတချို့ကိုစစ်မှုထမ်းဖို့တင်းရှောင်နေတယ်ဆိုပြီးတင်ငန်းချုပ်ခိုင်းပြီးတော့ကိုပေါ်တာဆွဲဖမ်းဆီးတာတွေလုပ်နေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တိတ်ကိုပြောပါတယ်လက်ရှိမကွေးတိုင်းရင်းနှံကျောင်းမြို့နယ် ဝမ်းမစွဂျေရွာအုပ်စုမှာအချက်ဖက်စစ်ကောင်စီတက်ကစစ်မှုထမ်းဖို့အကြောင်းပြချက်နဲ့လူငယ်တွေကိုမတရားဖမ်းဆီးဓာတ်တွေပေါ်တာဆွဲဓာတ်တွေလုပ်နေတဲ့အတွက်ထွက်ပြေးတိတ်ရှောင်ရတဲ့လူငယ်တွေအမြောက်များရှိလာနေတယ်ဆိုပါလေအဲ့ဒီတဲမှာတချို့လူငယ်တွေကတော့ဘုံကြီးကျောင်းမှာတင်ငန်းဝတ်ပြီးနေထိုင်ကြတာလည်းရှိတယ်ဆိုပြီးအချက်ဖက်စစ်ကောင်စီတက်ကဝမ်းမစွဂျေရွာအုပ်စုအတွင်းမှာရှိတဲ့ဘုံကြီးကျောင်းတချို့ကိုဝင်ရောက်စစ်ဆေးပြီးတော့ လာပိုက်အတွင်းလောက်ကမှဖုံးကြီးဝစ်ထားတဲ့လူငယ်တွေဆိုရင်တင်ငန်းချက်ချင်းချွတ်ခိုင်းပြီးပေါ်တာဆွဲဖန်းစီတာတွေလှုပ်သွားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။အဲ့ဒီလိုဖန်းစီတဲ့အချိန်ဖုံးကြီးဝစ်တွေကိုသာသနာရေးကအတိမတ်ပြုတန်ငါမှတ်ပုံတင်ကပ်ပြခိုင်းပြီးအဲ့ဒီကက်ကအ ਨੇ ဆုံး3ဝါ4ဝါလောက်မှမြို့နယ်တန်ကနိုင်ကအဖွဲ့မှာတွားလှုပ်ရတာဖြစ်တဲ့အတွက်အဲ့ဒီကက်မပြနိုင်တဲ့ဖုံးကြီးတွေကိုအကြံဖက်စစ်ကောင်းစီတက်ကစစ်မှုထမ်းဖို့တင်းရှောင်နေဆိုတဲ့အကြောင်းပြချက်နဲ့ သင်ငန်းချုပ်ခိုင်းပြီးတော့ကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ရေနံကြောင်ဒေသခံပြည်သူတို့ကပြောထားပါတယ်။ဒါအပြင်ရေနံကြောင်မြို့ပေါ်မှာလည်းအကြံဖက်စစ်ကောင်စီတပ်ကလမ်းမဲ့စစ်မှုထမ်းပတ်စင်6အတွက်လူမပြည့်တဲ့အတွက်ပေါ်တာဆွဲဖမ်းဆီးတာတွေတောက်လျှောက်လုပ်နေတာကြောင့်ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့ကသူတို့နဲ့နှီးဆက်တဲ့မိသားစုတွေရဲ့လူငယ်တွေကိုညာပိုက်အပြစ်မထွက်ဖို့ကိုပါတတိပေးထားတာတွေရှိနေတယ်လို့လည်းသိရပါတယ်ခင်ဗျ။ဒီတခါရန်ကုန်မြို့မှာလည်း ။တကုံမြို့တည်အရှိပိုင်းမြို့နယ်အမှတ်15ရပ်ကွက်မှာအချမ်းဖက်စကောင်းစီတက်ကစစ်မှုထမ်းအပစင်6အတွက်လူငယ်တွေကိုမဲနိုင်ခိုင်းနေပြီလို့မဲနိုင်နေရတဲ့လူငယ်တချို့ရဲ့မိသားစုဝင်တွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဒီကနေ့စက်တင်ဘာလ25ရက်နေ့မိုးလွယ်2နာရီလောက်ကပဲရန်ကုန်မြို့တကုံမြို့တည်အရှိပိုင်းမြို့နယ်အမှတ်15ရပ်ကွက်မှာရှိတဲ့လူငယ်မှန်သမျှကိုအမှတ်15ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေရပ်ကွက်ရုံးကိုပတ်စံ1000ကျွဲပါယူလာခဲ့ဖို့စင့်ခေါ်လိုက်ပြီးစစ်မှုထမ်းပတ်စံ6အတွက်မဲနိုင်ခိုင်းနေပြီလို့ဆိုပါတယ်။ အဲ့ဒီမှာမဲပေါက်တဲ့လူငယ်တွေဟာအော်တိုဘာလာမှာဖွင့်မဲ့စစ်မှုထမ်းအပတ်စဉ်6အတွက်ဖြစ်ပြီးမဲပေါက်တဲ့လူငယ်တွေကိုလည်းထွက်မပြေးပါဘူးဆိုတဲ့ခံဝင်ဂတိလက်မှတ်ကိုတခါတည်းထိုးခိုင်းထားတယ်လို့မဲနိုင်ရတဲ့လူငယ်ရဲ့မိသားစုဝင်ကပြောထားပါတယ်အဂျန်ပါစစ်ကောင်စီကလာမယ့်အော်တိုဘာလာအတွင်းမှာဖွင့်လိမ့်မယ်စစ်မှုထမ်းအပတ်စဉ်6အတွက်အခုကတည်းကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဓာတ်တွေအတင်းကျပ်စင့်ခေါ်ဓာတ်တွေကိုစတင်လှုပ်ဆောင်နေပြီဖြစ်တယ်လို့သိရပါတယ်ခင်ဗျတဖက်မှာတော့ မကွေးတိုင်းရေစိုးမြို့နယ်စင်မရဲကြေးရွာပြူစောတိစခန်းကိုတော်လန်ရေးတပ်တွေကအပိသက်သိမ်းပိုက်မှုအတွင်စေကောင်းစီတပ်သားနယ်ပြူစောတိစုစုပေါင်း၄ဦးကတော့အတိအသေးသိမ်းကုန်ကြတဲ့အပြင်နှစ်ဦးကိုအရှင်ဖမ်းဆီးရမိထားပြီးလက်နက်ခရင်တွေပါသိမ်းဆီးရရှိထားတယ်လို့တောင်းသွင်းနေပျောက်ကြား WSO တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်စက်တင်ဘာလ27ရက်နေ့ကပဲရေစိုးမြို့နယ်စင်မရဲကြေးရွာမှာတက်ဆွဲထားတဲ့စင်မရဲပြူစောတိစခန်းကိုတော်လန်ရေးတပ်တွေက ဒရုန်းစစ်စင်ရေးအပါအဝင်မြေပြင်ကပါနေ့စဉ်တက်ခိုက်မှုတွေလှုပ်ဆောင်ရမှာစက်တင်ဘာလ24ရက်နေ့ဖြစ်တဲ့မနေ့ကတော့အဲ့ဒီပြူစခန်းတစ်ခုလုံးကိုအပိတ်တသိမ့်ပိုင်နိုင်ခဲ့တယ်ဆိုပါလေအဲ့ဒီစင်မြေရွာပြူစခန်းကိုသိမ့်ပိုင်မှုအတွေ့စေကောင်းစီတပ်သားနဲ့ပြူစော်တီ၄ဦးကတော့အသီးသီးသိမ့်ကုန်ကြတဲ့အပြင်နောက်ထပ်စစ်ကောင်းစီဝင်၂ဦးကိုလည်းအရှင်ဖမ်းဆီးရမိထားပြီးလက်နက်ခဲယမ်းတွေကိုပါတော်လိုင်းရေးတပ်တွေကသိမ့်ဆီးရရှိထားတယ်လို့ ကျန်တဲ့စစ်ကောင်စီတပ်သားတွေကတော့စခန်းကိုစွန်ပြီးအကုန်လုံးထွက်ပြေးသွားကြပြီလို့လဲတောင်းသွေးနီးပျောက်ကြဝိုင်းဆိုတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပျော့ထားပါတယ်ခင်ဗျာအခုတခါဒင်းသားတိုင်းဘက်မှာတော့တဝဲမြို့နယ်ကမောင်မဲရှောင်းကျေးရွာအတွင်းတဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကနှစ်ကြိမ်တိုင်တိုင်တိုက်ခိုက်ချေပုံးမှုအတွင်းစေကောင်စီတပ်သား19ဦးကတော့အတိအသင့်တေကုန်ကြပြီလို့ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရင်ုံခစ်တွေကိုပြောပါတယ် အဲ့ဒီတဝဲမြို့နယ်မောင်းမဲရှောင်းကြေးရွာအတွင်တက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကစက်တင်ဘာလ21ရက်နေ့နဲ့22ရက်နေ့တွေမှာနှစ်ကြိမ်တိုင်တိုင်တက်ခိုက်ချိန်မုန်းခဲ့တယ်ဆိုပါလေအဲ့ဒီလိုတက်ခိုက်မှုတွေအတွင်ပထမတစ်ကြိမ်တိုက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီတပ်သား12ဦးသေကုန်ကြပြီဒုတိယကြိမ်တိုက်ပွဲမှာစစ်ကောင်စီတပ်သား9ဦးထပ်သေးသွားတဲ့အတွက်အကြမ်းဖက်စစ်ကောင်စီဘက်ကစုစုပေါင်း19ဦးကတော့အသီးသီးသေကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိသွားတယ်လို့ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျဒီတခါရခိုင်ပြည်နယ်ဘက်မှာတော့တောင်ကုန်းမြို့နယ်မှာရှိတဲ့ရွာမကျေးရွာကိုအကြံဖက်စစ်ကောင်စီတပ်ကစက်တင်ဘာလ24ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲလေရင်နဲ့လာပြီးဘုံကျဲတိုက်ခိုက်မှုကြောင့်အသက်6နှစ်သားအရွယ်ကလေးငယ်အပါအဝင်ရဲသားပြည်သူတွေထိခိုက်ဒေဆုံးမှုရှိထားတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်အဲ့ဒီတောင်ကုန်းမြို့နယ်ရွာမကျေးရွာဘက်မှာဘာတိုက်ပွဲမှမရှိပဲ စစ်ကောင်စီကရတပြည်သူတွေနေထိုင်မှန်းတိတိကြီးနဲ့ကိုရည်ရွယ်ချက်ရှိရှိလေရင်နဲ့လာပြီးဘုံကျဲသွားတာဖြစ်တယ်လို့ဆိုပါတယ်လက်ရှိမှာတော့အဲ့လိုစစ်ကောင်စီတပ်ရဲ့လေရင်နဲ့ဘုံကျဲမှုကြောင့်ရွာမကျေးရွာတဲကအသက်6နှစ်အရွယ်ကလေးငယ်တဦးနဲ့အမျိုးသားတဦးတေဆုံးသွားခဲ့ရပြီကလေးရဲ့မိခင်ကလက်ပြတ်သွားတဲ့ဒဏ်ရာရထားသလိုနောက်ထပ်ရတပြည်သူထိခိုက်တေဆုံးမှုတွေကိုတော့ဖုန်းလိုင်းပြတ်နေတဲ့အတွက်မသိရသေးဘူးလို့လဲဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျဟုတ်ကဲ့ ဒါကတော့ရုံခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ